ကျွန်တော်တို့ရဲ့မိဘတွေကလည်းတာသမီတွေကိုအမှတ်တည်းအများကြီးရစေခြင်းရတယ်ဒီလိုပဲတာသမီတွေကလည်းအမှတ်တည်းအကောင်းဆုံးနဲ့ဂုဏ်ပြုပြီးအများကြီးရအောင်ဖြည့်နိုင်ခြင်းကြပါတယ်အဲဒီလိုဖြည့်နိုင်ခြင်းတဲ့အခါမှာဆံမိုးရဲ့နီးလာတာနဲ့နီးလာတာနဲ့ဖြည့်စည်းမှုတွေကပိုး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 လာပြီးတော့အဲ့ဒီဖြည့်စည်းမှုတွေကြောင့်ဟလာ perfectionist ဆိုရဲအကောင်းဆုံးအတော်ဆုံးအကျိုးစားဆုံးဆိုရဲကလေးတွေမှာဘယ်လိုဒုက္ခတွေရောက်ကြရလဲဆိုတော့အိမ်မပြောတာတွေစာမွင်တာတွေဖြစ်လာပြီး စိတ်ဖြစ်စည်းမှုတွေတဖြည်းဖြည်းများများများလာ များများလာတဲ့အတွက် intrusive thoughts ကြီးခေါင်းထဲကိုဝင်လာတဲ့အတွေ့အကြုံတွေဘာလဲဆိုတော့အမားတွေများလုံမရင်ဘယ်နည်းလုံမလဲစာတွေမှတ်မှမှတ်မိပါမလားမိမြန်မိကုန်မလားဆံမွေးအမှတ်ကောင်းကောင်းရပါမလားကြာမြန်ကြာသွားလीမလားအမှတ်တရားမဖြစ်ရင်ဘယ်နည်းလုံမလဲစတဲ့ intrusive thoughts ဆိုတဲ့အတွေ့အကြုံသူတို့ဒုက္ခပိစပြုလာပြီးဖြစ်ပါတယ်အဲ့ဒီ intrusive thoughts တွေနဲ့အတူဘယ်လို combine နေလာလဲဆိုတော့ လားအဖြေဒီကိုကနန်းတွက်တယ်ဆိုလဲတွက်တဲ့ဟာဒီကိုထက်ခါ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  checkin လုပ်ပြီးတော့တွက်ရင်းနဲ့ဒီပုံစံတဘို့ကိုပဲမပြီးတော့ဘူးထက်ခါထက်ခါတွက်နေမိတတ်တယ်လို့စာတွေကိုလဲဖတ်ပြီးဖတ်ဖတ်ပြီးဖတ်ဒီ notes ကိုပဲပြီးပြီးသားကိုပဲထက်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 ဖတ်တာမျိုးတွေဖြစ်လာတတ်ပါတယ်အဲ့ဒီချိန်ထဲမှာပဲပါတယ်ဆိုတော့ assignment တွေရေးတယ်ဆိုရင်လဲရေးလိုက်မကြိုက်လိုက်ပြင်ရေးလိုက်ရေးလိုက်မကြိုက်လိုက်ပြင်ရေးလိုက်နဲ့အဆုံးမရှိအချိန်တွေအရန်ကုန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်ဒါ conversion စီကြောင့်အဲ့ဒီနောက်ဘာဖြစ်လဲဒါတွေကြောင့်မလို့ academic impact နေနဲ့သူတို့အာယုံဆိုက်ရမယ့်နေရာကိုသူတို့အာယုံမဆိုင်နိုင်တော့ဘူးတော်ရဲ့သားနဲ့เนาะညံရင်လည်းကောင်းတယ်ဖတ်လိုက်တာနဲ့လည်းမှတ်မိတယ်ဆိုတော့ညာလဲဒီ obsessive compulsive အတွေးတွေကြောင့်မလို့အာယုံဆူးဆိုင်နိုင်တဲ့အစွမ်းတွေကရှိတဲ့တော့မရှိပဲနဲ့ကြာလာကြာလာပြီးတော့ကြတော့သူတို့စွန့်ရင်နဲ့အောင်မြင်တဲ့တော့မအောင်မြင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်ဒီကြားထဲမှာပဲတစ်ချိန်နဲ့တစ်ချိန်နဲ့ပဲ perfectionism လို့ခေါ်တဲ့ဟလာအားလုံးကိုစနစ်တကျနဲ့တည်တည်ကြကြနဲ့အကောင်းဆုံးဖြစ်ချင်တတ်တော့ကအဲ့ဒီဖြစ်ချင်တတ်တာကနေပြီးတော့စောစောဖြစ်စည်းမှုတွေနဲ့ intrusive thought တွေရောလာကြမှာစာအုပ်လေးတွေကိုစီတာနဲ့မပြီးတော့ဘူးအလားဘောပင်လေးတွေစီနေတယ်မပြီးတော့ဘူးအလုပ်တစ်ခုလုပ်မယ်ဆိုရင်လုံရင်းလုံရင်းလုံလုံရင်းနဲ့ဒါတွေကဟိုအချိန်ကြီးပိုယူပိုယူရင်းနဲ့နော်ပြီးတဲ့တဲ့လောက်မပြီးတာမျိုးတွေဖြစ်လာပြီးတော့ စာမူပဲဖြေမှဖြေနိုင်မှာတော့မလားစာရင်းဆက်ပြီးလုံမှလုံနိုင်မှာတော့မလားလို့ခံစားရတဲ့ကျောင်းသူကျောင်းသားငယ်လေးတွေရှိသလိုမိဘတွေကလည်းတဖြည်းဖြည်းစိတ်ကူစားပြုတ်လာတာကိုဒီအချိန်ဒီမှာဟလာအားလုံးတွေ့ကြရနိုင်တယ်ဆိုတာလေးကိုပြောပြချင်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့ obsessive compulsive ဆိုတော့စိတ်ဆွဲလွန်တဲ့လက္ခဏာတွေ ပေါ်လာပြီးစာရီလည်းမလုံနိုင်ဘူးရှေ့မရောက်တော့ဘူးစိတ်တက်တရားလည်းကြလာပြီးအိတ်မပြောစားမွန်နေလည်းဖြစ်လာပြီးဆံမိုးဝဲတွေကြတော့မှလားလို့ဖြစ်နေပြီဆိုရင်ဒီ obsessive compulsive symptom တွေကိုကြော်လွားဖို့အတွက်ဘယ်လိုတွေလုပ်ကြမလဲပထမတော့ study time ပေါ့စာလေ့လာတဲ့အချိန်ကိုခြားတတ်တမမရှိဖို့လိုပါတယ် time table လေးနဲ့ဘယ်ဘာသာပြီးရင်ဘယ်ဘာသာဘယ်ဘာသာပြီးရင်ဘယ်ဘာသာလုပ်မယ်ဆိုတာလေ time table လေးနဲ့လုပ်ဖို့လိုတယ်လို့စာဖတ်တဲ့ဟာအကြာကြီးပဲတခါတည်းအကြာကြီးမဖတ်ပါနဲ့ short period of time နော် session by session study လုပ်ဖို့လိုတယ်လို့ဟုတ်လားကိုကြည့်ရမယ့်ဟာတွေကိုသူ့အချိန်နဲ့သူအကန့်အသတ်လေးတွေနဲ့လုပ်ပြီးတော့နော် study time ကိုကန့်သတ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ဟုတ်လားဟိုစာကြက်လို့ကောင်းအောင် coffee တောက်တယ် coffee တောက်တော့ကြမအိတ်ချင်မအိတ်ချင်မှစာတွေကြက်တိုင်းမယ်ဆိုပြီးတော့ coffee တွေလိုဟာမျိုး caffeine bar တွေဟာတွေကိုအများကြီးတောက်သုံးတတ်ကြတာရှိတယ် ကဖိန်းပါလာတွေအများကြီးတောက်သုံးလို့ရှင်ဒီနေရာမှာ anxiety တွေစိုးရိမ်စိတ်တွေပိုတက်ပြီးတော့စာကျက်တဲ့နေရာမှာအနှောက်အယှက်ဖြစ်တတ်တာဖြစ်တဲ့အတွက်ကဖိန်းပါလာတွေကိုလည်းဒီနေရာမှာ short စေချင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ mindfulness ကို practice လုပ်ယူလို့ရတယ်။တတိလေးနဲ့အတိလေးနဲ့ရှိနေဖို့ငါစာတွေရပြီးသားငါစာတွေအချိန်မှန်မှန်ကျက်လာတယ်နှစ်စာတွေကအချိန်မှန်မှန်ကျက်လာတယ်ဒါကြောင့်စာတွေကငါရပြီးသားဒါလုတ်ပြင်ဒါလုတ်မယ်ဒါလုတ်ပြင်ဒါလုတ်မယ်ဆိုပြီးတော့ကျတော့စိတ်ကူတီးတီးငြိမ်ငြိမ်နဲ့ကိုယ့်ရဲ့စိတ်ကူဟလာတတိလေးနဲ့နေပြီးတော့ ဟလာရှင်ပြီးတော့နေတတ်ဖို့လိုသလိုစိုးရင်စိတ်တွေရော့အောင်အကြောတွေကိုဖြည်လိုက်တင်းလိုက်လျှော့လိုက်တင်းလိုက်လျှော့လိုက်နဲ့အကြောတွေဖြည်လျှော့တဲ့လေ့ကျင့်ခန်းမျိုးတွေလုပ်အောင်မှာဖြစ်သလိုအသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ဖို့ပြီးတော့စိတ်ကိုတည်ငြိမ်စေတဲ့လေ့ကျင့်ခန်းမျိုးတွေလုပ်ဖို့ဒီနေရာမှာလိုပါတယ်နောက်တစ်ခုကတော့စိုးစိုးပေါ်လာတဲ့ conversion တွေထက်ခါတက်ခါ checking လုပ်ချင်တာတွေထက်ခါတက်ခါရေးချင်တာထက်ခါတက်ခါကြက်ချင်တာတွေဖြစ်နေတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်မိဘကိုလည်းຢာပြီးသားပါနော်ဟလာဆရာတွေကလည်းຢာပြီးသားပါနော်ဆိုတာမျိုးတွေကိုရန်ကြီးဟလာ ိုယ်ကိုနှစ်တိတ်နာမျိုးတွေအရင်လုတ်ဖို့မလိုပဲနဲ့လုတ်ချင်စိတ်ဒီအရင်ပေါ်လာလဲထိ ंछ ုပ်ပြီးတော့ကြတော့လုတ်တင်းတဲ့လောက်ပဲလုတ်ဖြစ်ဖို့ကြိုးစားကြည့်ဖို့လိုပါတယ်နော်ခဏခဏမရေးနဲ့တစ်ခါတစ်ခါရေးပြင်ကြမယ်တစ်ခါတစ်ခါဖတ်ပြင်ကြမယ်ဒါမျိုးလုတ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုရင်ဒီလိုတွေလုတ်လို့ကိုယ့်အကူလည်းမထိ ंछ ုံနိုင်ဘူးမိဘတွေကလည်းဟုတ်လားပံ့ပိုးတာပဲအမှတ်များကျင်တာပဲရှိတယ်ဝိုင်းပြီးမကယ်နိုင်တော့ဘူးမအိတ်နိုင်မစားနိုင်စာမဖတ်နိုင်ရှေ့မြွေဖြစ်နေပြီဆိုရင်တော့ professional help လိုပါပြီစိတ်ချမ်းမာရေးဆရာဝန်ကြီးတွေဒါမှမဟုတ်ကိုယ့်ရဲ့ GP တွေဒီမှာအမြန်ဆုံးသွားပြီးတော့အချိန်မီသေးတယ်အခုချိန်မှာပြတ်သားပြီးတော့လိုအပ်တဲ့ကုသမှုတွေဆေးဝါးပံ့ပိုးမှုတွေလိုရင်းဆေးဝါးပံ့ပိုးမှုတွေပါယူပြီးတော့အမြန်ဆုံးပျောက်ကင်းအောင်ကုသရမယ့်အခြေအနေတရားဖြစ်ပါတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်ခင်ဗျာအားလုံးအမှတ်ကောင်းကြပါစေ